မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်သတင်းအုပ်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင် ရှခုတကပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့စစ်ကောင်းဆောင်နဲ့အန်ဝါအီဘရာဟင်တို့ဆွေးနွေးပွဲဆောင်တက်စင် အပါတော့ညစာစားမြေဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်မစ္စတာအန်ဝါအီဘရာဟင်နဲ့မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်တို့အစည်းအဝေးကိုယနေ့နေ့လယ်ပိုင်းတွင်ဘန်ကောက်ရှိ Rosewood Hotel ၌စတင်ပြုလုပ်နေကြောင်းသိရှိရသည်။အစည်းအဝေးကျင်းပရောဟိုတယ်ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေးထားသလို အရေးပေါ်လုံနာတင်ရင်များလည်းအသင့်ပြင်ဆင်ထားကြမီဒီယာများအားလည်းဟိုတယ်သို့ဝင်ရောက်သတင်းရှုခွင့်မပြုကြောင်းသတင်းရပေါ်တာသတင်းကဖော်ပြသည်အန်ဝါအီဗရာဟင်သည်ယနေ့မွန်လင်းကဘန်ကောက်သို့ရောက်ရှိလာချိန်အစိုးရအေဂီဟာ၌ထိုင်ဝမ်ကြီးချုပ်ကကြိုဆိုခဲ့ပြီးနောက် Rosewood Hotel ရင်းစကောင်းဆောင်နှင့်အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်ညနေပိုင်းတွင်အာဆီယံဥက္ကဋ္ဌလက်ရှိအာဆီယံဆိုင်ရာအကြံပေးထိုင်ဝမ်ကြီးချုပ်ဟောင်း Mr. Thassin Shinawen နှင့်စကောင်းဆောင်တို့ ယခုဟိုတယ်၌ညစာစားပွဲပြုလုပ်မည်ဖြစ်ကရင်းညစာစားပွဲသို့ထိုင်းဝင်ကြီးချုပ်ပေတောင်ရှင်နာဝတ်တက်ရောက်မည်မဟုတ်ကြောင်းထိုင်းသတင်းများကဆိုသည် ဆလဘီ AR တိုင်းစစ်ဌာနမြဝကျော်မော်ဒေတာကိုခြေချနိုင်တာပြည်သူ့ကော်ရီတက်မတော်တစ်ခုလုံးအတွက်အောင်ပွဲလို့ကော်ရီဝင်ကြီးပြောကြားဆွေးနွေးတင်ဆက်ပေးပါမယ်ရှင် AR တိုင်းစစ်ဌာနကမြဝကျော်မော်ဒေတာကိုအခြေချနိုင်တာဟာပြည်သူ့ကော်ရီတက်မတော်တစ်ခုလုံးအတွက်အောင်ပွဲလို့ဖြူဝ29 AR PDF ဖြင့်တင်နန်းစင်ပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရကော်ရီဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးရင်မွန်ကပြောကြားလိုက်ပါတယ် ပြည်သူ့ကော်မတီတမရအမှတ်နှစ်ဆစ်စင်ရေးနေမြေတိုင်းဆက်ဌာန AR ပြူဟာ29 AR PDF ရဲ့အခြေခံစစ်ပညာသင်တန်းစင်ပွဲကိုပြီးခဲ့တဲ့မေလ25ရက်နေ့မှာကျင်းပပြီးစီးခဲ့တာပါ စစ်ပြူဟာအရာအဆင့်၃ဆင့်ကိုဖြတ်တန်းကြရမှာပထမအဆင့်ကွက်ပြစ်စီရေလှူရှာနိုင်အောင်ဒေသတိုင်းမှာတက်တိဆောင်မှုတက်ပြက်နေရယူမှုဟာအတိုင်းအတာတစ်ခုထိအထာမြောက်ခဲ့ပြီး ARR တိုင်းသားတွေရဲ့အိမ်ပြန်ခရီးကကွက်ပြစ်မဟာပြူဟာကိုပြေဆုံးစေခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကပြောပါရယ်ဒုတိယအဆင့်အနေနဲ့မဟာပြူဟာထိုးစစ်စင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နေကြရမှာဖြစ်ပြီးတတိယနောက်ဆုံးအဆင့်မှာတနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကိုဆင်နေကြဖို့ခြေလှမ်းအစဖြစ်တယ်လို့ဆိုပါရယ် PDF တံမတော်နဲ့မဟာ မိတ်တပ်တော်အထွေထွေထုစစ်ကြီးအတွက်ပြင်ဆင်နေတယ်လို့လည်းအဆိုပါတင်နန်းစင်မွေးအမားစကားမှထည့်သွင်းပြောဆိုသွားတာပါနှစ်90ကျော်တိစောက်ထားတဲ့ဂျမ်ဘက်လက်နက်ကိုင်တပ်ဖွဲ့ကို၄နှစ်သား PDF တပ်မတော်ကဦးကျူးအောင်ချိုးပစ်နိုင်ခဲ့တယ်ဆိုတာရဲဘော်တို့ရဲ့လက်ယုံရေးနှလုံးရေးထူးချွန်တက်မြတ်တာကိုဖော်ပြနေတယ်လို့ပြောပါရယ်ပြည်သူ့ကောင်ရေးတပ်မတော်အမိန်နာခံမှုကောင်းပြီးစစ်ဘက်ဆိုင်ရာကျင်းဝတ်စည်းကမ်းတွေကိုလေးစားလိုက်နာတယ် တိုက်ရိုက်ဆန်းရည်လည်းရှိတယ်ဆိုတာကိုမဟာမိတ်တပ်မူတွေကပါချီးကျူးကြတယ်လို့အသိပေးပါရယ်မြဝကျုံမော်သားတွေတိုက်ပွဲဝင်နိုင်အောင်အဖက်ဖက်ကကူညီပေးခဲ့ကြတဲ့မဟာမိတ်ကောင်းဆောင်များနဲ့ရဲဘော်များကိုအထူးကျေးဇူးတင်ရှိတယ်လို့ဆိုပြီးတိုက်ပွဲတရားမှာအောင်မဲတရားရရှိပါစေလို့လည်းဥယျာဉ်မွန်ကထည့်သွင်းပြောကြားခဲ့ပါရယ် ရှခုဆလဘိမလေးဝန်ကြီးချုပ်နှင့်စစ်ကောင်းဆောင်တွေ့ဆုံပွဲမှာရာလက်ကောင်းထွက်ပေါ်ရန်မျှော်လင့်ချက်နေဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မလေးရှားဝန်ကြီးချုပ်အန်ဝါအစ်ဘရာဟင်နှင့်ပူချုပ်မှုကြီးမင်းအောင်လိုင်းနှင့်ယနေ့ဧပြီလ18ရက်တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့၌တွေ့ဆုံကြမည်ဖြစ်တော်လေ။မြန်မာနိုင်ငံ၏လက်ရှိအခြေအတဲကိုဖြေရှင်းရာတွင်အထိပယ်ရှိသောတိုးတက်မှုတစုံတရာရရှိရန်မျှော်လင့်ချက်နေပါကြောင်းထိုင်းသတင်းဌာနထိုင်း PBS ဝါ၏ဧပြီလ18ရက်နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်တွင်ဖော်ပြထားသည်။တွေ့ဆုံရာတွင်လူပေါင်း3000 ာကျော်သိဆုံးသွားရသည့်ငလင်ကြီးပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကိုအဓိကထားဆွေးနွေးမည်ဟုလည်းသိရသည်လက်ရှိအာဆီယံဥက္ကဋ္ဌနိုင်ငံမလေးရှား၏ကောင်ဆောင်ကမြန်မာစစ်တပ်ကျင်းညာထားသည့်ဧပြီလ2ရက်မှ22ရက်ထိရာယီအဖြစ်ခက်ရက်စဲရေကိုတပ်တန်းတွင်းရန်တိုက်တွန်းလိမ့်မည်ဟုမျှော်လင့်ရသည်။ထို့တော်လည်းငလျင်လုပ်ပြီးနောက်ပိုင်းတိုက်ခိုက်မှုပေါင်း120ကျော်ရှိနေသည့်ပြင်အဖြစ်ခက်ရက်စဲရေ၏စစ်မှန်မှုအပေါ်တန်ရာရှိနေကြောင်းဆောင်းမတွင်ဖော်ပြထားသည်။ ။ထိုင်းအတိုက်ခံလွတ်တော်မက်ကန်နာဝီဆူဆန်အပါဝင်ဝေဖန်သူများကအန်ဝါဒီမလေးရှားသို့မဟုတ်မြန်မာနိုင်ငံဆောင်ထိုင်းနိုင်ငံတွင်မင်းအောင်လိုင်းနှင့်တွေ့ဆုံရန်ပေကြောင့်ရွေးချယ်ခဲ့တဲ့နေ့ဟုမေကွန်ထုတ်ခဲ့သည်။မြန်မာစစ်အာဏာရှင်တို့ကိုမလေးရှားသို့တရားဝင်ဖိတ်ကြားလိုက်ပါကမလေးရှားပြည်သူများ၏ကန့်ကွက်မှုခံရနိုင်ကြောင်းလည်းမှတ်ချက်ပြုထားသည်။ရှင်းလင်းသောငြိမ်းချမ်းလမ်းပြမြေပုံမရှိသည့်အခြေအနေတွင်ဤတွေ့ဆုံမှုသည်တရင်ကောင်းချီပိုင်းများတွင်ပါဝင်လာနိုင်သောလည်းမြန်မာနိုင်ငံရှိအကြံပတ်မှုများအဆုံးသက်ရအတွက်တည်တာထင်ရှားသောတိုးတက်မှုအနေငယ်သာပေးနိုင်လေ ိမျိုးစောင့်ကြည့်သူများကယုံကြည်နေကြသည်ဟု Time PBS World ဆောင်းပါးတွင်ရေးသားထားသည့်အလျှော်ပေးခြင်းမရှိသည့်စစ်ကောင်စားကိုနိုင်ငံတကာကပြစ်ပယ်ထားချိန်တွင်မလေးဝန်ကြီးချုပ်ကတွေ့ဆုံခြင်းသည်ထူးခြားနေသည်2023ခုနှစ်ဖေဖော်ဝါရီလကမလေးဝန်ကြီးချုပ်ဘန်ကောက်သို့ရောက်ရှိစဉ်မြန်မာကိုအာဆီယံနိုင်ငံများအသင်းမှပင်ထုတ်ပေးတင်ကြောင်းပြောဆိုခဲ့သည်ထို့သောပြောဆိုပြီးနှစ်နှစ်ကျော်လာချိန်တွင်မလေးဝန်ကြီးချုပ်ကစစ်ကောင်စားကိုဘန်ကောက်သို့ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည် ဆလဘီကမ်ဘလူရင်နာယီအိမ်မှာပြန်လာတဲ့ပြည်သူနှုတ်ကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်ပြီးရှုံလောင်းများကိုစွန့်ပစ်ခဲ့ဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကမ်ဘလူမျိုးနယ်ရီနာယီအိမ်မှာပြန်လာတဲ့ပြည်သူနှုတ်ကိုအစံဘတ်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ပြီးရှုံလောင်းများကိုလမ်းဘေးရင်စွန့်ပစ်ခဲ့ကြောင်းကမ်ဘလူခရိုင်တရင်လေးမှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်။ဧပြီလ23ရက်နေ့ကမ်ဘလူမျိုးနယ်ခေါုံးတာရွာမှာပြည်သူမျိုးသား၃ဦးနာယီအိမ်မှာပြန်လာစဉ်ငပြောတိုင်းရွာတဲ့နယ်ပေကြီးရွာကြားအစံဘတ်စစ်တပ်ကင်းမုံက ၊ဖန်ဆီးတက်ပြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဖန်ဆီးတက်ပြတ်ခဲ့သောပြည်သူနှုတ်ဦးသည်ခေါင်းထရွာမှအသက်28နှစ်အရွယ်ကိုနေလင်းဦးနှင့်အသက်39နှစ်အရွယ်ကိုချန်နိုင်တို့ဖြစ်ပြီးချန်တူဦးမှထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရှိရသည်။အဆိုပါပြည်သူနှုတ်ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖန်ဆီးတက်ပြတ်ပြီးနောက်ငပြိုတိုင်းရွာတဲနှင့်ပေကြီးရွာကြားရှိလမ်းမေတွင်ရုပ်လာများကိုဆွန့်ပစ်ထားခဲ့ကြောင်းသိရသည်။ နာယေကပြန်စိတ်ခွေကင်းမုံနဲ့တွေ့ပြီးအသက်ခင်ရတာသူတို့၃ယောက်ကဆိုင်ကယ်၂စီးနဲ့နာယေကပြန်ဝက်သား၅ဘိတ်သားဝယ်ပြီးပြန်လာတာရှေးကဆိုင်ကယ်ကလူ၂ယောက်ဝက်သား၅ဘိတ်သားနဲ့နောက်ကဆိုင်ကယ်ကလူ၁ယောက်ထိစိတ်ခွေကင်းမုံကလူ၂ဦးစီလာတဲ့ဆိုင်ကယ်ကိုတားပြီးတော့ရှေးကလူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်လိုက်တာနောက်က၁ယောက်ကတော့လွတ်သွားတယ်ဟုကမ်ဘလူခရိုင်တရင်လေးမှတောင်းရှိသူတို့ကပြောဆိုသည်ယခုဆက်လက်ပြီးစင်ကိုမျိုးနဲ့တရော်ပင်ရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူရှေးဦးထိခိုက်ဒဏ်ရာရဆွေတဲ့ရင်ကိုတင်ဆက်ပေးပါ မယ်ရှင်။စကိုင်းနိုင်စင်ကုမျိုးနဲ့တရော်ပင်ရွာကိုအစံဖက်စစ်တပ်ကလင်းဖြင့်ပုံချဲတိုက်ခိုက်ရာပြည်သူရှိဟုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်ဦးလင်ခရိုင်ပကဖမတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ဧပြီလ16ရက်နေ့မွန်လယ်12နာရီလေးမိနစ်ခန့်တွင်စင်ကုမြို့နယ်တရော်ပင်ရွာမြောက်ဘက်နဂမောက်တောင်မုတ်ပေါအနီးကိုအစံဘတ်စစ်တပ်ကလင်းပြင်းပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အစံဘတ်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတွင်ပြည်သူရှိဟုထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတရားချေနေမဆိုးရင်ရကြောင်းသိရှိရသည်။တရော်ပင်ရွာမြောက်ဘက်နဂမောက်တောင်မုတ်ပေါအနီးကိုလင်းရင်နဲ့ပုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူရှိဟုထိခိုက်ဒဏ်ရာရတဲ့တရားချေနေတော့မဆိုးရင်ရတော့ဘူးလို့သိရတယ်ဟုပြည်ဝင်ခရိုင်ပါကပါမတောင်ရှိသူတို့ကပြောဆိုသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့လာရှိုးမျိုးကနေ MNDA တပ်ဖွဲ့အလုံးနီးပါးစုခွာနေဧပြီလ16ရက်နေ့စစ်ကောင်စီရုံးပြန့်ထိုင်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ လာရှိုးမျိုးကနေ MNDA တပ်ဖွဲ့အလုံးနေပါဆုတ်ခွာနေပြီဖြစ်ကြောင်း MNDA တပ်ဖွဲ့တွေနဲ့နေဆက်သူတွေနဲ့ဒေသခံတွေစီကသိရပါတယ်။တင်းကျန်ပြီးမနက်ဖြန်ဧပြီလ18ရက်နေ့ကစအစိုးရရုံးတချို့ပြန်ထိုင်တော့မယ်လို့သိရတယ်။ဒီနေ့ပြီးရွှေ့ရတယ်လို့ MNDA တပ်ဖွဲ့တွေနဲ့နေဆက်သူတယောက်ကပြောပါတယ်။လာရှိုးမျိုးတွေကိုတက်မရောစစ်ဘက်ရေရလုံးချုံရေးတက်ဖွဲ့ဆိုင်ရပတွေပါဝင်ရောက်လာပြီလို့သိရှိရကြောင်းသူကပြောပါရယ် MNDA ဘက်ကရဲတက်ဖွဲ့ဝင်တွေတော့ရှိနေသေးတာတွေ့ရပြီ MNDA တက်သားအနေငယ်တော့ လာလှုပ်ရှားနေတာတွေ့ရတယ်လို့ဒေသခံတယောက်ကပြောပါရယ် မြို့ထဲမှာလမ်းတချို့ပိတ်ထားတာတွေ့ရတယ်။ MNDA ရဲတွေတော့အများပြားတွေ့ရတယ်လို့သူကပြောပါရယ်။စက်ကောင်စီနဲ့နှိစက်သူတယောက်ကမနေ့ဖန်ကစရှင်းလင်းရေးအရင်ဝင်ရမှာလို့ပြောပါရယ်။စက်ကောင်စီအစိုးရကစံမရီဌာနကစေယုံအုပ်လဲရောက်ရှိလာပြီလို့ကြားသိရကြောင်းဒေသခံတယောက်ကပြောပါရယ်။ MNDA ဘက်ကဖန်စီထိန်ထိန်ထားတဲ့အကျဉ်းသားတချို့ကိုတော့လောက်ကင်ဘက်ရွှေပြောင်းတဲဆောင်သွားတာတွေ့ရတယ်လို့တချို့ကိုတော့မွန်ဂိုဘက်ရွှေပြောင်းတဲဆောင်သွားတာတွေ့ရကအရေးအတွက်တော့မသိရဘူးလို့ဒေသခံတွေကပြောပါရယ်။ထွက်ပေါ်နေတဲ့တရင် င်ရစစ်ကောင်စီတပ်ဖွဲ့နဲ့ MNDA တပ်ဖွဲ့ဆွေးနွေးမှုမှာ MNDA တပ်ဖွဲ့ကလာရှိုးမြို့ပေါ်ရက်ကွက်စနစ်ကိုစစ်ကောင်စီအစိုးရကိုပြန်လည်ပေးအမဖြစ်ပြီး MNDA တပ်ဖွဲ့ကလာရှိုးမြို့ပေါ်ကနေလာမယ့်ဇူလိုင်လနောက်ဆုံးထားစုတ်ခွာပေးရမယ်လို့တည်ထားပေမယ့်အခုရက်ပိုင်းတွင် MNDA တပ်ဖွဲ့ကလာရှိုးမြို့ပေါ်ကနေအများစုစုတ်ခွာသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ကြောင်းဝင်စေဆံမှုနဲ့ပြီးခဲ့တဲ့လပိုင်းကဆွေးနွေးမှုမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ MNDA တပ်ဖွဲ့တို့အကြားအပြည့်အခက်ရစရေးသဘောတူညီခဲ့ကြောင်းတရုတ်ဘက်ကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါရဲ့ရှင်။